ီကြီးကားတွေကိုကျွန်တော်ကိုယ်တိုင်ပဲသွားပို့မယ်မတိရာယူမုံကသူမြင်းကြံပြည်သူစစ်ကလေးတွေအတွက်ကြီးကားအထက်တရားလိုတယ်အထက်တရားလိုတော့သူကကြီးကားအထက်တရားကသူကအဲသူကတစ်ထည်ချင်းယူရင်9000ခွဲလို့9800လို့ရှိတယ်ရှိတော့ကျွန်တော်ကတက်မလို့သားတွေကိုအမြဲတမ်းအဲလိုအပ်တာတွေပေါ့နော်အဲ့လိုစစ်စစ် အဟောနဲ့ပတ်သက်ရင်ဟိုလေတို့ဖနက်တို့ပေါ့ဗျာပြောရမယ်ဆိုရင်ဆော်တာတို့အနှွေးတယ်လို့နောက်တော့စစ်ကျွန်တော်တို့ဟိုအုတ်ထုတ်အုတ်ထုတ်တို့ပေါ့နော်အုတ်ထုတ်တို့အဲ့အရာလို့တော့ကျွန်တော်ဝင်နေကြဖောက်တဲ့ဆိုင် ရှိတယ်နော်ဖောက်တဲ့ဆိုင်ရှိတယ်ဖောက်တဲ့ဆိုင်ရှိတော့အာကျွန်တော်ဟိုရှာခိုင်းတယ်ရှာခိုင်းတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီကြီးကအင်ကြီးအထက်တရာကို၄၈၀၀၀နှုန်းနဲ့ရတာ အနည်းဆုံးအပြင်မှာဈေးက9500ရှိတယ်အ9000ဆိုရင်အထက်တရားဆိုရင်9သိန်းတက်တာပါเนาะပတ်စံ9သိန်းဆိုတာလည်းမလွယ်ဘူးလေအဲ့တော့ကျွန်တော်ကအဲ့အထက်တရားကိုမတိတာယူမုံကို ပေါက်ကိုတော့ပေါက်ဆရာတော့လှူတာလှူတာပေါ့နော်လှူတာလှူတော့အကျွန်တော်ဝယ်တော့ပေါက်ဆရာတော့ဒကာတော်ဒကာတော်ဇော်ပုံးရေးအဲ့ဒီ ကြီကာလေးကိုတော့မတိတာယူမှုစီကိုအဲပို့ပေးပါကျွန်တော်ဟိုဘောနော်ဦးစင်းလူပါတယ်ဆိုတော့ကြီကာအင်းကြီးဆိုတော့သူကကျွန်တော်တို့ကဒီဘက်တချမ်းကလူလိုက်ပြီဆိုရင်လူအသက်အနေကိုကာဝယ်ဖို့ပေါ့နော်ကာဝယ်ဖို့နောက်တော့လူတွေအစာအာဟာရပြည့်ဖို့ပေါ့နော်ကျွန်တော်တို့ရှေ့တန်းမှာသွားလူတွေဆိုတာငားတွေငားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကမန္တလေးထိဆင်းဝယ်ရတယ်ငားပိတ်တာတရား အချက်သားပိတ္တာ90ပေါ့နော်ငါးရဲမှာရေခဲတွေပိုင်းနဲ့တေချာရိုက်ပြူပြီးတော့မှလူပေါ့ခုနှစ်သားသမီးပေါ့စစ်သားဥမာတခုစစ်သားတွေကိုလူတယ်ဆိုလို့ချင်းရင်သူကကျွန်တော်တို့ကအစာအာဟာရကိုလူတာအဲဆက်လိပ်ပဲဖြစ်ဖြစ်ကော်ဖီမစ်ပဲဖြစ်ဖြစ်ခေါက်ဆွဲချောက်ပဲဖြစ်ဖြစ်အခုလို့ပေါ့နော်ငါးပဲဖြစ်ဖြစ်ချက်သားပဲဖြစ်ဖြစ်ချက်မွာကြော်ပဲဖြစ်ဖြစ် စေဝါတွေပဲဖြစ်ဖြစ်ပေါ့နော်သူအနေရထိခိုက်တဲ့နေရာတွေစေဝါတွေဆိုလဲလိမ့်လို့ရအောင်ပေါ့နော်အခုပေါက်ကူတော်လူတာလဲကြီးကကြီးကဆိုတာလူရဲ့အသက်ကိုတစ်ဖက်ရန်သူကတိုက်ခိုက်ချိန်မုံလာရင်နော်တိုက်ခိုက်ချိန်မုံလာရင်ကာကွယ်ဖို့အတွက်နော်ပြည်သူစစ်ပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ဖြစ်ကျွန်တော်အကုန်လုံးကျွန်တော်တို့ကတန်းနိုင်တဲ့ဘက်ကကျွန်တော်တို့လှုပ်ပေးပါလှုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလဲဟာမင်းတို့တချို့ကသွေးခွဲတာကြီးရဲ့တချို့လူကြီးတွေကျွန်တော်အဲ့လိုကြောက်တာပေါ့ဟိုကိုကိုကိုတိုင်းလဲ တောင်းယူမှုတောင်းခံမှုရှိမရှိမလုပ်ပေးနိုင်အောင်လူရောကြတော့လေ तू ကဘာသွားဖြစ်လဲဆိုတော့အထက်လူကြီးတွေတိသွားရင်ပေါ့နော်ကျွန်တော်တို့ကလူရဲဆိုတော့ဂုံခေါ်ကျင်တာမဟုတ်ဘူးပြည်သူတွေကချစ်နေတဲ့เนาะပြည်သူကချစ်တဲ့စစ်သားတွေအဖြစ်မှန်ရက်တီလို့ရအောင်တိုက်ပွဲဝင်လို့ရအောင်မင်းတို့ပြည်သူတွေချစ်နေတယ်ပြည်သူတွေကမင်းတို့ရဲ့လှုပ်ဆောင်ချက်တွေကိုအားပေးနေတယ်ဆိုတာကိုသိစေချင်လို့ပြောတာဒီလိုကြတော့ကိုကိုတိုင်းလည်း တောင်းယူမှုတောင်းဝန်ခံမှုနဲ့မလုပ်ပေးနိုင်ဘူးလုပ်ပေးနိုင်တဲ့လူရှိလို့ပြောတော့လေသူတို့လူကြီးကအထက်လူကြီးကစူမကြောက်တာပေါ့အဲ့လိုမျိုးတွေအမူဝါဒတွေပေါ့အဲ့မူဝါဒအောက်မှာကြာချုံးတာပေါ့တချို့ကြတော့အဲ့တော့ကျွန်တော်စကားပြောချင်တာကအဲ့ဒါမဟုတ်ဘူးအဲ့တော့ပေါ့ဆရာတော်က तू ကကြီးကအထက်တရားလှူတယ်သူတို့48သိန်းကြတယ်48သိန်းကြတော့ကိုတော်ဘုံဟင်းတကားတော်ဇော်ဘုံဟင်းတကားကြီးခဏစိုက်ပေးထားဆရာတော်ကလည်းငလျင်ပေးတယ်ရော အဲသူ့မှာလည်းလှုပ်ပေးရှာပါတယ်အဲ့တော့ရတယ်တပိတော်စိုက်ပေးထားပါမယ်ဆရာတော်เนาะဘာမှမဖြစ်ပါဘူးဟိုတပိတော်လည်းဒါကလူလူမဲ့ပတ်စံတွေကနေစိုက်ပေးထားတာဆရာတော်အစဉ်ပြေမအစဉ်ပြေတဲ့အချိန်လေးတော့တပိတော်ဂယူးစိုက်ပြီးတော့လှုပ်ပေးပါတပိတော်ကဒီဘက်နောက်ပိုင်းဆိုရင်မိုးရင်းရောက်လာရင်ပူဆိုးတာပေါ့เนาะအဲအဲ့လိုနဲ့ဖြစ်ကောဖြစ်တော့ကြီးကားအထက်တရားဝယ်ပြီးပြီဝယ်ပြီးတော့ကျွန်တော်ကဒီပြုံးလင်ကားဂိတ်ကိုပကံကြောင်ဦးသွားမဲ့ကားတွေကားဂိတ်တွေရှိတယ်ပေါ့အဲ့ဒါကျွန်တော်ကြောက်တော့ အဲ့ဒီကားဂိတ်တွေကတော့ကျွန်တော်တို့သိကြတာပေါ့အဲကျွန်တော်ကကားဂိတ်တွေလိုက်ပြောတဲ့အချိန်မှာကားဂိတ်တွေကမသေးရဘူးဒီကြီးကောင်ဒီမှာမှကျွန်တော်အခြေတဝင်းရှင်းပြမယ်မသေးရဘူးမသေးရတော့ကျွန်တော်လက်ခံတယ်အပြစ်မပြောဘူးသူတို့ကပြောတယ်အကိုတဲ့အကိုကျွန်တော်တို့အကုန်လုံးသိတယ်ဟောအကိုမြန်မာနိုင်ငံမှာလူတော်တော်များများသိတယ်ဒီပစ္စည်းတွေကိုလည်းပေါ့နော်ကျွန်တော်တို့ကတယ်ပေးသွားလို့ တက်မတော်စစ်စေးဂိမ်းနဲ့တွေ့ရင်ဟာမင်းတို့ဒီကြီးကအင်းကြီးတွေဘယ်လိုသေးလားလဲဘယ်ပို့มาလဲဘာညာဆိုရင် အကိုတဲ့ကျွန်တော်တို့ပဲဖြည့်ရှင်းရမှာအကိုကိုဖုံးဆက်ရမယ်ဖုံးဆက်တဲ့အချိန်မှာကားပေါ်မှာဘယ်သူဘယ်ဝဘဘူပါပါလာမန်းမသိဘဲနဲ့တစ်ချက်ပေါ့နော်အဲ့အချိန်မှာတို့ကကျွန်တော်ကိုရှင်းပြတယ်ဟုတ်ပြီနောက်တစ်ချက်က PDF ကို PDF ကတွေးလို့နောက်ဆုံးစင်းတိကျွန်တော်တို့က PDF ကိုလူဖို့ပါဆိုပြီးတော့ပေးလိုက်ရင်လေတဲ့ ဲ့ဒီကြီကအင်းကြီးတွေမရောက်ရင်ကျွန်တော်တို့ပဲပြဿနာတက်အောင်မှာတဲ့အဲ့တော့အဖက်ဖက်ကနေကြီးလိုက်လို့ရှိရင်မတည်ရဘူးပေါ့နော်မတည်ရဘူးပေါ့မှန်ပါတယ်မတည်ရပါဘူးတို့ဒါစီးပွားရေးရဟိုဘလို့ပဲရှူတော့မျိုးရတယ်ကြီးကြီးအတက်နဲ့အဲ့တော့ကျွန်တော်ကပြည်သူလူထုပေါ်မှာနားလေတယ်ကားသမားတွေပေါ်မှာနားလေတယ်အဲ့တော့ကဲမထူးတော့ဘူးဒီကြီးကတွေကိုကျွန်တော်ကိုယ်တိုင်ပဲသွားပို့မယ်အဲ့သွားမပို့ခင်ရက်နှစ်ရက်လောက်ကကျွန်တော်ကဖျားနေတာဖျားနေတယ်ဖျားနေတော့ကျွန်တော်အဲ့မှာဆေးတွေတွင်းနေ ဆေးတွေတောင်းရင်းနဲ့ကျွန်တော်နေနေတာနေနေနဲ့အဲ့မှာကျွန်တော်ဒီဘက်ကျွန်တော်တို့ဒီရှမ်းမြောက်ဘက်ဟိုရှေ့တန်းကိုလည်းကျွန်တော်ရှေ့တန်းတနေရာကိုကျွန်တော်သွားတယ်ပေါ့သွားတဲ့အချိန်မှာပဲမိုးတွေပါရင်မိတာပေါ့အဲ့ဖြားနေရင်လည်းမိုးမိတာမိုးမိတော့နောက်နေ့မနေ့ကျတော့ကျွန်တော်ဒီကြီကအင်းကြီးမက်တီတာယူမှုရှိပို့ရတော့မယ်မက်တီတာယူမှုကလည်းအရန်လောနေပြီဟိုဘက်မှာလည်းတိုက်ပွဲကမင်းညာဘက်မှာလည်းတိုက်ပွဲကဖြစ်နေတာဖြစ်နေတော့မနေ့9နာရီလောက်ကျတော့ထားပြီးတော့ကျွန်တော် ကားပေါ်တင်ပြီးတော့ကျွန်တော်နဲ့ကိုကျော်စိုးဦးညီနဲ့နှစ်ယောက်အဲ့လန်တလန်လို့မိုးရွာတာမိုးရွာတယ်မိုးရွာတာမိုးရွာတော့မတိတာယူမောကိုကျော်ဘုန်းကြီးရေးတဲ့မြင်းကြံတော့မလာနဲ့တော့တဲ့ဟောနော်ဟိုကိုကျော်ဘုန်းကြီးကိုအားနာတယ်တဲ့ဆိုးလဲဆိုးရင်ပါတယ်တဲ့အားကြောင့်မလို့တဲ့အဲ့ပကံညောင်ဦးဘက်ကနေရာတနေရာမှာပဲကျွန်တော်တို့အဲထမင်းအတူတူစားတယ်၄နာရီလောက်၃နာရီ၄နာရီလောက်ကြာတယ်စကားကြီးထိုင်ပြောတယ်ထမင်းစားတယ်ကျွန်တော်ကျွန်တော်နေရာမှာနေကြည့်လေကျွန်တော် ဖြားလဲဖြားနေတာနေလဲမကောင်းနော်မသီရာယူမွန်တို့ကတက်မတော်နဲ့ပေါင်းပြီးတော့မှမြင်းကြံမျိုးကိုအကာအကွယ်ပေးနေတဲ့နော်အမာခံပြည်သူစစ်ဖြစ်တယ်အုတ်တချက်တဲတပွဲအနေနဲ့ဒီလိုမိမသားမျိုးအတော်မှလုံနေတယ်သူလိုအပ်နေတာကိုငါကဒါကိုရောက်အောင်မပို့နိုင်ဘူးလားဆိုတဲ့စိတ်နဲ့ကျွန်တော်သွားပို့တာတကယ်တော့ကျွန်တော်လည်းနေမကောင်းအဲ့တော့ကပကံကြောင်ဆိုတာကျွန်တော်နေရဒေတာပြောတော့အိုက်တီလာယင်စုတို့တီလာယင်စုဆိုတာ ျွန်တော်ကြားတာတော့ PDF တော်တော်များများအဲ့အဲ့ကနေတချို့ကလေးတွေပေါ့နော်ကလေးတွေဝင်တာများတယ်တဲ့နော်အဲ့ပါကျွန်တော်ဝက်ချင်းတို့ဘာလို့မှကျွန်တော်တငယ်ချင်းတွေရှိတယ်အာကျွန်တော်သွားလေတာညတနားရီလောက်မှကျွန်တော်အိတ်တယ်မနေ့ကျတော့ကျွန်တော်က9နာရီလောက်မှထပြီးတော့ရေမိုးချိုးတယ်အဲဟိုအပူရေးရတယ်မမြလိုက်ဘူးဖြားလာတဲ့အချိန်နဲ့ရေမိုးချိုးပြီးတော့ကျွန်တော်ပြန်ထွက်လာတာပြန်ထွက်လာတော့ကျွန်တော်ဟိုအမလက်ပပြားကကြက်ကြော်ဆိုင်တစ်ဆိုင်မှာကျွန်တော်ကားထိုးပြီးတော့ထမင်းစားတာထမင်းစားပြီးတော့ကျွန်တော်တနားရီခွဲလောက်အိတ်လိုက်တာ เนาะကျွန်တော်เนี่ยအတူတူပါလာတဲ့လူကလည်းလုံးဝအသက်ကဟိုထပ်တူပေးထားရတဲ့လူတွေဖြစ်နေတဲ့အတိုင်းဝိုင်းရဖြစ်တော့ယုံကြည်စိတ်ကြစွာနဲ့ကျွန်တော်အိတ်တာတနားရခွဲလောက်အိတ်လိုက်ပြီးတော့ကျွန်တော်ပြန်လာပြန်လာပြီးတော့ကြတော့ကျွန်တော်နောက်နေ့မနေ့မှာအဲ့မှာကိစ္စတစ်ခုကြောင်းဆိုပြီးကျွန်တော်ထွက်တဲ့အချိန်မှာမိုးမိပြီးတော့ကျွန်တော်ဖြားတာအခုအဲ့ဒါဖြားနေလို့ကျွန်တော်လိုင်းပေါ်မတက်နိုင်တာအဲ့ဒါကျွန်တော်ရဲ့အကြောင်းကိစ္စပြောပြောပြတာပေါ့နော်ပြည်သူစစ်တွေအတွက်ပေါ့ဆရာတော့ လူတဲ့အလူကိုကျွန်တော်ကကမကထအနေနဲ့မတိရာယွမွန်ပြည်သူစစ်တမ်းကိုဒီကြီးကအင်းကြီးအထက်တရာရောက်အောင်ပို့ခဲ့ပြီးတယ်နောက်တစ်ခုကတော့မတိရာယွမွန်နေပြီးတော့မှဒီကျွန်တော်တို့နောင်ချူဘက်ကို ထိုးစစ်ဆင်နေတဲ့နောက်တက်မတော်သားလေးတွေအတွက်ဆိုပြီးတော့သူကဟိုဆက်လိုက်ပါနှစ်ပါနှစ်ပါအဖာကြီးပေါ့တော်တော်ကြီးရဲ့ဒီရှိမှပဲအဖာကြီးနှစ်ပါလူထားတယ်လူပေးလိုက်တယ်သူကလည်းပြန်ပြီးတော့ပြီးရင်ဟိုကိုကျော်စိုးကိုလည်းဗမောကစစ်တီတွေအတွက်ဆိုပြီးတော့မှ နဘာလူတယ်ပေါ့နော်လူတယ်အဲလူပြီးတော့ဒီလိုပဲပေါ့ဟိုတက်မတော်သားကြီးဆိုတာကျွန်တော်နေ့ကပြောသလိုပဲအများအပြားပေါ့နော်အများအပြားနေရာဆုံကနေရောက်လာတဲ့စစ်သည်စစ်သားတွေဖြစ်တယ်ကျွန်တော်တို့စစ်သားကအာယာမကမှာစစ်သားရှိတာပဲယာမကလူတိုက်အဲ့လိုတိုက်လို့မရဘူးအာနဘာကမှာစစ်သားရှိတာပဲနဘာကလူတိုက်အဲ့လိုတိုက်လို့မရဘူးဗျနော်အဲ့တော့အခုတပခမှာစစ်သားအဲ့တပခပိုင်းကိုမင်းတိုက်ဆိုအဲ့လိုတိုက်လို့မရဘူးကျော်တော့နေရာအစုံနေရာအတီးရနေ ခြေလင်းနေခြေမြန်နေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့ကအမြဲတမ်းကြီးရည်လေးပူပေါင်းစစ်စင်ရေးဆိုတာရှိတယ်အဲ့လိုတိုက်ရတာအဲ့ဒါမှစစ်သားတွေရဲ့သူတို့ရဲ့ပေါ့နော်ဟိုအဲဒီနိုင်ငံပေါ်ချစ်စိတ်ကိုယ်ဖွဲ့စည်းပေါ်မှာချစ်စိတ်တွေအဲတရားနဲ့တရားစီလုံးညီညွတ်မှုနဲ့လက်တွဲပြီးတော့မှတိုက်လို့ရအောင်လို့ပေါ့နော်အဲအဲ့လိုမျိုးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်လိုအပ်ချက်တွေရှိတယ်နော်ကျွန်တော်2025ပြည်စည်းဆိုတာသူတို့ကအဲတတ်မှတ်ပြီးသားနော်တတ်မှတ်ပြီးသားသူတို့ကတတ်မှတ်ပြီးသားတတ်မှတ်တဲ့အချိန်မှာပဲရတာ ဒီလိုကျွန်တော်တို့2021ခုနှစ်ဖေဖော်ဝါရီလအခင်းကြီးမှာကြတော့ပြောချင်တာကအိမ်မပြန်ရတော့ဘူးစစ်သားတွေကအခုစစ်သားတွေဆိုအိမ်မပြန်ရတဲ့စစ်သားတွေနှစ်နှစ်သုံးနှစ်ရှိတဲ့စစ်သားတွေအများကြီးရှိတယ်နော်ခင်ဗျားတို့လည်းမြင်ပါပါဘာလို့လဲဆိုတောင်ခမ်းရအောင်ဘွဲရစစ်တီတို့ဘာလို့ညာလို့ဆိုပြောပြန်လာတဲ့ဥစ္စာတွေအခြေတဝင်းနဲ့အဲကျွန်တော်တို့ဆိုရင်တောင်ခမ်းဆိုရင်လမ်းမာတော်မှဖြတ်ပြီးတော့မှနော်ဟိုတွေးကြရတာတွေရှိတာဟိုအဲတွေးကြရတာရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော် စစ်သားတွေအဲ့ဒီစစ်သားတွေမှာလိုအပ်ချက်မရှိဘဲနေမလားဗျရှိတာပေါ့အဲ့ဒီလိုအပ်ချက်ကိုကျွန်တော်တို့ကတမတော်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်ကိုအဖွဲ့အစည်းတစ်ခုပေါ်မှာတန်ရုံးစီစိတ်တစ်ခုနဲ့ကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကနေလုံနေတာအဲ့ဒီအချိန်မှာမှကျွန်တော်ပြည်သူလူထုကိုဒီကနေပြောချင်တာကျွန်တော်တချို့အရာကြီးလည်းကျွန်တော်ပြောပေးမှာပါနော်ပြည်သူလူထုကိုကျွန်တော်ဒီကနေပြောချင်တာအခုဥမာတခုကျွန်တော်တို့တက်မတော်ကဗန်မွေးမှာထိုင်နေတယ် ကျွန်တော်တို့တက်မတော်မှာဗန်မွေးမှာထိုင်ပြီးတော့ဗန်မွေးရွာကိုကာကွယ်နေတယ်ဥပမာဥပမာကျွန်တော်အနီးဆက်ဆုံးနေရာနဲ့ပြောတာဗန်မွေးရွာကိုကျွန်တော်တို့ကာကွယ်နေတယ်နော်အဲ့မှာဗန်မွေးပြည်သူပြည်သားကနော်ဗန်မွေးပြည်သူပြည်သားဗန်မွေးရွာသူရွာသားကဟာတက်မတော်ပဲအစိုးရလက်အောက်မှာရှိတာသူတို့ကိစ္စဒီကိစ္စငါတို့နဲ့မဆိုင်ဘူးလာကာကွယ်နေတာကတက်မတော်က ဗန်မွေးရွာကိုနော်ဗန်မွေးရွာရဲ့ပြည်သူလူထုကိုလာကာခွင့်နေတာဒါပေမဲ့ဗန်မွေးရွာရဲ့ပြည်သူလူထုကအာတက်မတော်ဟာသူ့ဟာသူလာတာသူ့ဟာသူတိုက်လိုက်မယ်ငါတို့နဲ့မဆိုင်ဘူးဆိုတော့ပုံစံမျိုးအဲ့လိုပဲလာချိုရမခါမှာလည်းပြည်သူလူထုကအဲ့လိုပဲစစ်ပြစ်မှဖြစ်ကွာငါတို့နဲ့မဆိုင်ဘူးငါတို့ဘာမှသူတို့ထောက်ပံ့ပေးစရာမလိုဘူးဖြစ်လို့ရစီရတယ်လေဖြစ်တော့ပါဖြစ်တယ်ဖြစ်တော့ပြည်သူလူထုရဲ့အသက်အိုးရင်စည်းစိမ်ဆုံးရှုံးသွားတာလေး ဟုတ်တယ်မလားစစ်တပ်ကဘာမှဖြစ်ဘူးနိုင်ငံတော်ဘာချက်နဲ့ရမခိုင်ဆိုတော့သူပြန်ဒီဆောင်မှာနော်ဟိုဌာနဆိုင်ရာအဖွဲ့အစည်းတွေရင်သိမ်းလို့လောက်ဝကလို့သူအဖွဲ့အစည်းနဲ့သူပြန်ဒီဆောင်သူရဲ့နိုင်ငံတော်ဘာချက်နဲ့ပြန်ဒီဆောင်မှာခံရရတဲ့ပြည်သူလူထုကြတော့ခမားတို့ဆုံးချုံသွားတယ်ခမားတို့အိမ်မှာအခွန်တွေကြီးပဲကြံခဲ့တာကြတော့ခမားတို့ပစ္စည်းတွေကိုယူသွားတာကတပုံနေ PDF တွေစစ်ကိုလည်းသူတို့ပဲလာတိုက်တာတမ်မတော်စစ်ပွဲတစ်ခုကိုဖွဲဆောင်တာမဟုတ်ဘူးတမ်မတော်ကနိုင်ငံရေးနဲ့အညီခြေဥ့နဲ့အညီ နော်အဘကကြောက်ကြီးဦးမေးအွန်လိုင်းနဲ့အဘတူချုပ်ကြီးနဲ့နာဆာကအဖွဲ့ဝင်တရက်လုံးကဒီ UEC တို့ပါတော့သူတို့ကသူ့ဥပဒေနဲ့သူအညီသွားနေတဲ့အချိန်မှာဒီအကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတပုံကိုနော်သူတို့လိုချင်တဲ့အကွင့်အကွက်တွေကိုဝင်သွားပြီးတော့မှဒေါ်စုကြည်ကိုဖမ်းတယ်ဆိုပြီးတော့ဒီဘက်ဗမာ PDF ကလက်သုံးချောင်းထောင်ပြီးတော့မှအခုအဲ့လက်သုံးချောင်းကလက်သုံးချောင်းမဟုတ်ငါးချောင်းလုံးပြတ်နေပြီတေတဲ့ကောင်တေကုန်ပြီဗမာ PDF ကထားချွတ်တောင်းချမ်းသူပုံကံလဲပုံကံရော အင်ဂျင်ချင်းအိုမဲတော့ခုပြီလေခိုဘက်ကလက်နဲ့ကန်ရဒီချိန်မှာကွက်တီပဲဒီချိန်မှာပမာပီတရက်ကသူကလက်နဲ့ဖျားရမလဲနော် KI ရခွန်မော်စီကိုပို့တယ်ကောင်ကပို့တယ်ပမာပီတို့နဲ့ကောင်ကခုတေသာဆန်းလို့လို့ကောင်နေပေါ့နော်ပို့တယ်နော်ပို့တယ်ဒီဘက်မှာအင်ဂျင်နီယာအတိုင်းဝိုင်းရတချို့သောကောင်တွေကလည်းပို့တယ်နော်တချို့သောပမာပီတရက်တွေကလည်းဒီရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ငကိုတွေကမှ ဟိုတွဲကားတို့အကုန်လုံးသွားတယ်ချမ်းမြောက်ရဲ့အတမူဝမ်းကြောင်းလဲအဲ့ဒါကိုကျွမ်းကျင်တဲ့လူတွေရှိတော့အိုက်ကောင်တွေနဲ့လိုက်သွားတယ် TNN တွေရှိတွေကိုဝင်တယ် A တွေနဲ့ပူးပေါင်းတယ်နော်ဟိုဘက်ကပြည်တွင်းသစ္စာပေါက်ကလောက်ကောင်ကငကိုရဲရှိပြီးသားဖြစ်တဲ့ရှင်ရင်ဆွဲနော်မူဆယ်တို့အခုကိုကိုင်းတို့တိန်နီတို့မှာကျွမ်းကျင်တဲ့ကောင်တွေက MND ကိုကန့်နေနဲ့ပေါင်းတယ်ပေါင်းပြီးတော့ဝိုင်းတိုက်တာအဲ့လိုဝိုင်းတိုက်တဲ့အချိန်မှာ မြို့ကန်ပြည်သူကလည်းအများဆုံးအားဖြင့်ကျွန်တော်90 90တော့မပြောချင်ဘူးအားလုံးကဝိုင်းပြီးအားပေးကြတယ်တိုက်ကြတိုက်အဲအဲ့ချိန်မှာအဲ့ချိန်မှာမိုင်းမိနေပြီနော်ဒေါ်စုကြည်ရဲ့ထမင်းကအနမ်းဒီကောင်လေးရှူလို့ကောင်းနေတဲ့အချိန်တချို့သောပြည်သူလူတော့တိုက်တိုက်ပေါ်ပါတယ်တော့တိုက်ချတယ်ချလဲကြတော့နောက်ကြမှာသဘုံနေရဲ့ရက်ဆက်မှုအပေါင်းအသရဘူးဆောင်းနေဆိုတာကိုတက်မတော်ပုံကန်တဲ့လူကလည်းတိသွားတယ် တမရော်သားမိသားစုတွေကိုဗိုက်ကောက်ထုတ်တဲ့လူတွေကလည်းတည်သွားတယ်။တမရော်အာဘေးထောက်ခံပြီးတော့မှဝင်းရံနေတဲ့လူတွေကိုဒလန်ဆိုပြီးတပ်ဖြတ်နေတဲ့နောက်တရင်ပေးနေတဲ့တချို့သောပြည်တွင်းတွေကအသားတွေကလောက်ထွက်တဲ့လူတွေကလည်းတည်သွားတယ်။ဟာ PDF တွေမားနေပြီ။နောက်ဒီသဘုံတွေဒီလိုဒီလိုတိုက်တယ်။အဲ့ဒီအချိန်မှာအဲ့လိုတိုက်တဲ့အချိန်မှာလာပြည်သူလူထုကငါတို့တမရော်ကြီးလာပြီးရမခမှာငါတို့အာဘေးရမှာ တိုက်နေတာစစ်သားလေးတွေကိုဘလို့ဟုတ်လားနောက်ဆုံးထမင်းချက်ကျွေးချင်းကျွေးရေတိုက်တဲ့အတိုင်းဆလိတ်တိုက်တဲ့အတိုင်းဒါမဲ့ခင်ဗျားတို့ပြောပြမယ်နော်အဲ့ဒီအချိန်တော့ခင်ဗျားတို့အဲ့လိုမဟုတ်ဘူးစစ်သားဆိုရင်ဈေးမရောဘူးလို့ဟမ်ခင်ဗျားတို့ခင်ဗျားတို့ပါဇက်တယ်ပြောခဲ့တာစစ်သားဆိုရင်ဈေးမရောပါဘူးလို့စစ်သားမိန်းမတွေစစ်သားနဲ့ပတ်သက်တဲ့လူတွေဆိုဈေးမရောပါဘူးလို့ခင်ဗျားတို့ပါဇက်တွေပြောခဲ့တာပြောခဲ့တာကျွန်တော်ဒီအချိန်မှာဒီစကားပြောရအောင်မယ်အဲ့လိုပြောခဲ့တော့ တိုက်တာပေါ့တိုက်တော့ဘာဖြစ်တော့ကဲရမခကြားတယ်အဲခမရတို့တပုံလဲအောင်မနေနိုင်တဲ့လူမထိုင်နိုင်တဲ့လူပြေးကြတယ်အပြေးတဲ့လူတွေရဲ့နော်အတအိုးရင်စီးစိမ်ရောဘယ်သူမှအာမခံချက်မပေးဘူးဘာလို့လဲခမရတို့ကိုယ်တိုင်ကလည်းပြည်သူလူတွေကတန်းတဲ့ပြည်သူလက်တွဲကူဆိုတဲ့ဇာကားရှိတယ်ပူပေါင်းပြီးတော့မှပါဝင်မတိုက်ခိုက်ပဲနဲ့ခမရတို့စီးစိမ်အတအိုးရင်စီးစိမ်ခမရတို့ရဲ့စီးစိမ်တွေပိုင်ဆိုင်မှုတွေတောင်ထားပြီးခမရတို့ကထွက်ပြေးသေးတယ်စစ်သားတွေအားမအသေးခံပြီးတော့မှဘဝတွေပေးဆက်လိုက်ရတာ ဒီလိုပြည်ပြောင်းအောင်မဖြစ်အောင်ဒါကိုအချင်းချင်းခါခါပြောနေရခြင်းဖြစ်တယ်အခုဗန်မွေးပြည်သူလူတို့ခုနောင်ချိုမှာပြောပြီစစ်တပ်ကြီးတပ်မတော်ကြီးအ мян ပြန်ပြန်ဝင်လာပါတော့လို့ကြောင်မဲမှာတပ်မတော်ကြီးအ мян ပြန်လာပါတော့လို့တီဘောမှာတပ်မတော်ကြီးပြန်ကျွန်တော်တို့ဆိုပို့ဆိုးတာပေါ့ကျွန်တော်တို့ကတပ်မတော်ဝင်းရအားပေးထောက်ခံပြီးတော့တပ်မတော်ကိုချစ်တဲ့ကောင်လေးဆိုတော့စပီကာတယောက်ဆိုတော့ကိုဖုံးရေပဲတော့ပြန်ရမှာလေတီဘောကိုကြောင်မဲကိုပေးမဲမေးတဲ့လူတွေအများကြီးเนาะမေးတဲ့လူတွေအများကြီးအဲ့တော့ကြတော့ ကိုရက်ရွာနေကိုမြို့နေတဲ့ပြည်သူလူထုကလည်းဒီလိုစစ်ပွဲမျိုးတွေနောက်တစ်ချိန်ပြန်မဖြစ်လောက်အားလုံးနဲ့ပူးပေါင်းရမယ်နော်ကျွန်တော်ပြောချင်တာအခုကပြင်ဦးလို့ဆိုရှိတယ်ဗန်မွေးလောက်ကနေတက်မတော့အင်အားတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ဒီပြင်ဦးလင်းကိုလှုပ်လို့မရအောင်ပြင်ဦးလင်းကိုလှုပ်လို့မရအောင်အင်အားကိုတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ပြင်ဦးလင်းဆိုတာအထင်ကြီးနေရာတွေဗျာဟုတ်လားတက်မတော်ရဲ့ စစ်တပ်ကတော်ကြီးတည်ရှိနေတဲ့နေရာကြီးเนาะအင်အား1000 2000 3000လည်းဖြစ်ရင်ဖြစ်မှာပေါ့ဒါကတော့မတည်ဘူးလေတောင်းနဲ့ချီပြီးတော့ပိတ်ဆို့ထားတဲ့နေရာဟုတ်လားလုံးလို့ရတာမရဘူးတောင်းခန့်တိုက်လာတိုက်လာတိုက်လို့မရဘူးလေအဲ့လိုမျိုးကျွန်တော်ပြောချင်တာကနော်တခြားကိုပြောတာမဟုတ်ဘူးပြည်သူနဲ့တက်နေရလက်တွဲကူရမယ်ကိုတက်မတော်သားတွေရဲ့လိုအပ်ချက်ကိုအားလုံးကဖြည့်ဆည်းရမယ်ဝန်းရံရမယ်နော်ခင်ဗျားတို့ KTV တွေဖွင့်နေ KDB တဲမှာဆိုတာ KDB နာမည်တွေပြောမကောင်းလို့เนาะနာမည်လဲကြောင်ပြီးထွက်သွားမှာကြောက်လို့အဲ့ဒီအကိုကတော့အရင်ကျွန်တော်စစ်သားတွေဒီဘက်မှာဓာန်ပေါက်တွေပါလူတော့လူရှာပါတယ်တခါလူသူ၅သိန်း၅သိန်းလူတွေလှုပ်ပေးတယ်ကျွန်တော်တို့ကနော်အဲ့ရကိုဆိုရင်အလှုပ်ပေးတယ်နော်တချို့ KDB တွေ KDB တွေနော်ဒါဒါပွင့်ပွင့်လင်းလင်းပဲဟိုဘက်မလိုက်ဒီဘက်မလိုက်ပြောမယ်နော်တက်နဲ့တက်အရေးအောက်မှာနေပြီးတော့တက်နဲ့ပဲလှုပ်ရှားနေရတဲ့လူတွေများတယ် ခြေတန်းရောက်တဲ့စစ်တီစစ်သားကြတော့မမြင်ကြအောင်ဆောင်းနေမသိကြအောင်ဆောင်းနေနော်ခမားတို့တော်တော်လေးကိုအသိဉာဏ်ပညာတွေပေါ့နော်ခမားတို့ပတ်စံဘလောက်တန်ဖို့ရှိလို့လုံးဗျာနော်တက်မတော်သားလေးတွေခမားတို့ကိုယ်တိုင်လည်းလူလို့ရတယ်ခမားတို့သွားလူမလားကျွန်တော်လိုက်ပို့မယ်နော်လိုက်ပို့ပေးမယ်ကိုယ်တိုင်လူလို့ရတယ်နော်ကျွန်တော်တို့လူမမဟုတ်ဘူးနော်အခုမိုးကလူတယ်ဥပမာတစ်ခုကျွန်တော်မိုးကမိုးကလူမယ်လို့ပြောတယ် ်ခမတို့ဝယ်ပေးရတယ်ကျွန်တော်လူပေးမယ်မိုးကလေးနော်တလိပ်တလိပ်ဘယ်လောက်ရှိလဲ10လိပ်ဟိုမိုးကလေးတလိပ်တက်နိုင်တလိပ်2လိပ်တက်နိုင်တလိပ်3လိပ်တက်နိုင်3လိပ်ခမတို့စီးပွားရေးလုပ်ငန်းရှင်တွေအခုဗန်မွေးမျိုးတက်မတော်ကာကွယ်ထားတဲ့ဗန်မွေးရပျက်စီးခြင်းလည်းမရှိဘူးနော်ဗန်မွေးအိမ်ထဲမှာရှိတဲ့ပြည်သူလူထုရဲ့ပျက်စီးတွေလည်းပျောက်ပျက်ရှင်းမရှိဘူးနော်လုံးဝမရှိဘူးတပုံလဲဝင်လို့မရဘူးအေးအုံမတီအုံမကားတို့ကတော့ပျက်စီးသွားပြီ နော်အိုမဒီအိုမကားတို့ပဲရွှေညောင်မင်းတို့ပဲလေချင်းကွေးတို့ကရှိနေတိုက်တွေကတော့ချိန်မှသွားပြီအဲ့တော့အဲ့အားတွေကိုတက်မတော်ကအတက်နိုင်ဆုံးသူကာကွယ်ခဲ့တယ်နော်ရွှေညောင်မင်းလေချင်းကွေးငုတ်ကလေးဟိုဘက်မှာဆို30 30ဆိုရင်ဒါရန်သူလက်အောက်မှာလက်ရှိနော်ရန်သူလက်အောက်မှာနေနေတဲ့အနေထားနဲ့နော်အဲ့မှာနေနေတဲ့ပြည်သူလူထုကပြီးရင်ကျွန်တော်တို့ကသွားစရာမြေမရှိလို့ပါလာစရာမြေနေရာမရှိလို့ပါဒါတော့အတန်တိုးတာတော်ပြော နော်သွားကြနေရမရှိလို့ပါလာကြနေရမရမရှိလို့ပါဘလို့ကိုကြီးခင်ဗျဟိုကိုကြီးမနှုတ်တဲ့ညီလေးနေမကောင်းလို့နော်ဟိုနည်းနည်းတက်တာလေကိုကြီးနည်းနည်းလိုက်လေးလွင့်နေတယ်ဟုတ်ဟုတ်โอเคโอเคနော်အဲ့တော့ကြတော့ စံစဲရော30ရောမှာတဘုံနဲ့ကျမတို့ကသွားကြနေရာရောလာကြနေရာမရှိလို့ဆိုပြီးတော့တဘုံနဲ့ပေါင်းပြီးတော့မှအဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်ယူတာလေခဏတို့ပြည်သူလူလူပဲเนาะနောင်ချိုမှာလည်းတဘုံနဲ့ပေါင်းပြီးတော့မှเนาะလူမနေတော့တဲ့အိမ်တွေကိုယူတာလေခဏတို့ပြည်သူလူလူတွေကလူတွေရောတဘုံနဲ့ပေါင်းပြီးယူတာခင်ဗျားတို့စစ်တပ်ဝင်လာကြတော့မှကျမတို့ကသွားကြနေရာလာကြနေရာမရှိလို့ဘာဖြစ်လို့ညာဖြစ်လို့ခင်ဗျားတို့မလို့ပြောရတယ်เนาะခင်ဗျားတို့အဲ့ဒါမပူပေါင်းခဲ့လို့ ခနာတို့အခုတပုံနဲ့ပူပေါင်းတဲ့နေရာကိုတက်မတော်ပြန်လဲဝင်ရောက်လာတော့ခနာတို့ဘလို့စောက်ချိုးမျိုးနဲ့ဘလို့နေလဲအချို့အချာအာနာပိုင်နဲ့တက်မတော်လေအအဆိုးရလေအခုတက်မတော်ကြီးတစ်ချက်မှမပေါက်ဘဲနဲ့ပြန်လာတော့ခနာတို့ဘလို့နေလဲနော်ဝမ်းသာပါတယ်ကျွန်တော်နဲ့တရင်ရတဲ့လူတွေတက်မတော်ဝင်ဝင်လာချင်းတွေမှာအချိုးရည်တွေ၊ကွင်းရာတွေ၊ဆလိတ်တွေတချို့ဆိုအောင်တပြေတွေနဲ့သွားကြိုတယ်တဲ့စစ်သားတွေကလည်းဝမ်းသာနေကြတယ်ဘုံမှုတွေတချို့ကျွန်တော်နဲ့ဆက်သွယ်ရှိတဲ့လူတွေနော်အေးပေါ်ဗျာဗာပဲပြောပြောပေါ်ဟို အစိုးရရဲ့အကောင့်တရတစ်ခုတော့ကျွန်တော်တို့တိုင်းပြည်အနေနဲ့ပေါ်ထွက်ခဲ့တာပေါ့နော်ပေါ်ထွက်ခဲ့တာပေါ့အဲ့တော့ကြတော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့အနေနဲ့စစ်သားတွေကိုရောက်တဲ့နေရာမှာဆက်လက်တလိတ်တိုင်ရင်လေအဲ့ဒီစစ်သားအဲ့ဒီစစ်သားတွေရောက်တဲ့ဆက်လက်တလိတ်တောက်ရတာမဟုတ်ပါဘူးစစ်သားဆိုတာကရဲဘော်ရေးပဲစိတ်ရှိတယ်နော်ခံယူချက်တွေတူလို့တစ္ဆာလေးချက်ကိုစူပြီးတော့မှဒီတက်မတော်တဲ့ဝင်လာပြီးတော့မြန်မာနိုင်ငံနေရာဒေသအသီးသီးမှာ နိုင်ငံတော်ကိုထမ်းဆောင်နေတဲ့စစ်သားတွေဖြစ်ပါတယ်အဲ့ဒီစစ်သားလေးတွေကိုတော့ခမားတို့ပြစ်မထားပါနဲ့